ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါ Hansi Flick ရဲ့ Barcelona အသင်းက A Classico ပွဲရှိပေမဲ့ဒီနေ့ပွဲမှာတော့သူတို့အမှတ်လိုနေတဲ့အတွက်အင်ကွေးမှာအိုလံပီယာကော့ကိုအကောင်းဆုံးကစားနိုင်ခဲ့တယ်။ဒါပေမဲ့ဒီနေ့ပွဲမှာပြောစရာကနှစ်ပိုင်းပေါ့လေ။အိုလံပီယာကော့ကဘာစလိုနာအသင်းကို ပထမပိုင်းတစ်ပိုင်းလုံးမှာဘာမှလုပ်ပြနိုင်ခြင်းမရှိခဲ့တာမှန်တယ်။ ဒုတိယပိုင်းမှာသူတို့ကစားပုံပိုကောင်းတယ်သူတို့စပြီးတော့ pressure ပေးတယ်ဒါပေမဲ့ decision ပေါ့လေကွင်းလေဒိုင်လူကြီးရဲ့အိုက်ဆုံးဖြတ်ချက်ကဒီပွဲရဲ့အဓိကခရာကျသွားတယ် ဆိုဘာဆိုနာကဒီနေ့တိုက်စစ်ပွဲမှာဒါသူတို့ Marcus Rashford ကိုအထောင်ထားပြီးတော့ Fermin Lopez ကဒါရို Fernandez ဆိုတဲ့အသက်၁၈နှစ်ကြီးရဲ့နောက်ထပ် La Masia Academy လူငယ်တစ်ယောက်ပါပြီးတော့ဒါတစ်ဖက်ကယမားပါတဲ့ကွန်းလေက Marcus Sato ကို Patri နဲ့တွဲပြီးတော့ Kansi ကတော့ Beldi တို့ဘာတို့ပါဝင်ခဲ့တယ်ဆိုပွဲက Olympia ကိုအသင်းကိုဘာဆိုနာကတောက်လျှောက်ဆူမိုးထားတယ်အိရှင်သင်းဘက်ကိုဧည့်သည်က chance ကမရတော့ပဲဒါပေမဲ့တချို့ decision တွေဟာတော်တော်လေးဒါဆိုးွားတယ်ဒါကြီးရဗျာ နည်းနည်းထိတာနဲ့အဝါပြနည်းနည်းထိတာနဲ့အဝါမှနှစ်ဖက်လုံးကိုဒါလွယ်လွယ်ကူကူနဲ့အဝါကက်ပြခဲ့တယ်။အဲ့ချက်ကဒီနေ့ပွဲရဲ့အဓိကပဲ။တကယ်ဒီဒါယုကြီးရဲ့ဆုံးဖြတ်ချက်ကြောင့်ပဲဒါနှစ်ဖက်ကြားမှာအဝါကက်လွယ်လွယ်ကူပြတဲ့အတွက်အဆုံးသက်မှာဘာဖြစ်သွားလဲဆိုတော့ကစားမတွေမလို့အပ်ပဲထုတ်ခံလိုက်ရတယ်။အိုလံပီယာကော့အသင်းကဘာစလိုနာကိုပိတ်ကစားနေတဲ့အချိန်မှာဘာစလိုနာက ဒါဘယ်လိုပြောမလဲပထမပိုင်းကွန်မန်ဘယ်မှာပဲပက်ထရီကဥဆောင်ကိုတွင်းတယ်ပက်ထရီတော့ဖြစ်တယ်ဒီဒီဖာမီလိုပက်စ်ကဥဆောင်ကိုတွင်းတယ်အဲ့လုံးကတကယ်ကောင်းတယ်ဒါရိုဖာနန်ဒက်စ်ကဒါဘယ်လိုပြောမလဲဒီဒုတိယလုံးဖန်တီးတာပေါ့လေအဲ့မဖန်တီးချင်မှာ ယမားလွတ်ထွက်သွားတယ်လွတ်ထွက်သွားတဲ့အလုံးကိုယမားကကိုးသမားကိုပါလိန်ပြီးပြတ်ထွက်တဲ့အချိန်မှာကိုးသမားနဲ့ဘောင်းဖြစ်ပြီးပြတ်ထွက်တဲ့အလုံးကိုအသင့်ပါလာတဲ့ဖမင်းကကွင်းပြီးတော့ကိုးသွင်းတယ်ဇက်တိုက်ပဲ20 39မိနစ်မှာဒါရိုဖနန်ဒက်စ်ပြီးတဲ့အလုံးပေါ်လေအဲဒီလုံးကဘက်တရီကောင်းတာလည်းပါတယ်အဲ့ဘက်တရီကနေတဆင့်ဖနန်ဒက်စ်ရတယ်အဲ့ဖနန်ဒက်စ်ချပြီးတဲ့အလုံးကနေဒါဘယ်လိုပြောမလဲဖမင်းကဒုတိယကိုးသွင်းပြီးတော့မှပထမပိုင်းပြီးသွားတယ်ဆိုတော့ဒုတိယပိုင်းမှာနည်းနည်း straight decision ပေါ့လေဒါ minute 50မှာ ဒါအေကဘီကအိုလံပီယာကိုအတွက်တကောင်းတိုက်သွင်းတယ်ခြေပါဝတ်တယ်ဒါပေမဲ့ဒီ build up မှာဒါဘယ်လိုပြောမလဲဒန်နီယယ်ပိုဒန်စ်က offside ဖြစ်လို့ဆိုပြီးတော့ကွင်းလက်တန်းကြီးကို VR ကပြန်ကြည့်ခိုင်းတဲ့ချိန်မှာဒီ Eric Garcia လက်ထီလို့ဆိုပြီးတော့ခုနကိုးတဲ့ကိုကိုပယ်ဖြတ်တယ်အဓိကကတော့ offside ဖြစ်တဲ့ကြောင့်ပယ်ဖြတ်ပြီးတော့မှ penalty ခံခိုင်းတဲ့ချိန်မှာဒန်နီယယ်ဒီ AKB ပြန်သွင်းပြီး2-1ဖြစ်သွားအဲ့ချိန်ထိလဲပွဲကမှန်တယ်အဲ့မှာ ဘယ်လိုပြောမလဲဆိုတော့50မိနစ်မှာဟက်ဇီကပထမအဝါထိထားရာကနေဒါဘယ်လိုပြောမလဲကဆာတိုကိုဒါလက်ဖျားနဲ့ကြာထိထိသွားတဲ့အချိန်ပြန်ကြတဲ့အချိန်ထိသွားတဲ့အချိန်မှာပြအဲဒီလုံးကကစားမကဘယ်လိုပြောမလဲ ီဒီလဲချလိုက်တဲ့အချိန်မှာကွလက်တန်ကြီးကချက်ချင်းပဲနောက်ထပ်တော့ပျက်တယ်ဒီလောအမှန်တမ်းပြောရင်တော့လေ VR ရဲ့ပြဿနာကလည်းပါတယ်ဆိုတော့တခါလေကြာရင်တချို့ decision တွေဟာဒုတိယအဝါ second yellow card ဆို VR ဝင်ပြီးတော့ဒါပေါင်ပတ်သက်လို့မရဘူးဆိုတဲ့အဆုံးဖြတ်ချက်ကြီးတွေသိတဲ့ဘောမကြောက်အဲ့လုံးကတကယ်တော့အနီးကမှော့ဘူးဗျအဝါပေးထားရင်ဘာမှထပ်ပေးစရာကြောင်းမရှိဘူးအဲ့မှာ ိုလံပီယာကိုတယောက်ထုတ်ခံလိုက်ရတဲ့ကတည်းကနေအညွန့်ကျိုးသွားပြီးတော့မှဇက်တိုက်ပဲ68မှာရက်ရှ်ဖို့ကြောင့်ရတဲ့ပနတီကနေရမားကန်သွင်းပြီးတော့မှမာကက်ဆွဲရှိုးကအလဟန်ဒိုဘယ်တီပေးတာကနေဒါတကူလှလှပပသွင်းပြီးတော့ပက်ထရီပေးတာကနေနောက်ထပ်တကူသွင်းတဲ့အိုက်ကြားထဲမှာ ရူဒီပါချီပေးတဲ့အလုံးပေါ့လေအဲ့လုံးကနေဖမင်းလိုပက်စ်ကသူရဲ့ဟတ်ထရစ်သွင်းသွားတယ်ဒါကချန်ပီယံလိပြိုင်ပွဲအသစ်မှာစပိန်ကစားမတွေတဲဒါပထမဆုံးဟတ်ထရစ်ရတဲ့သူဖြစ်ဖမင်းလိုပက်စ်ကမှတ်တမ်းဝင်ခဲ့တယ်ရက်ရှ်ဖို့ကလည်းဘာစလိုနာကိုရောက်လာတဲ့အချိန်မှာသူရဲ့အကောင်းဆုံးပုံစံနဲ့ယုံကြည်မှုပြန်ရထားတယ်ဒီနေ့ပွဲမှာဆိုရင်မာကတ်ရက်ရှ်ဖို့ နှစ်ကိုးသွင်းနိုင်ခဲ့တဲ့အတွက်ကြောင့်ဒီနေ့နောက်ထပ်သူ့ရဲ့ total twin ကို champion league မှာသူ3ကိုးသွင်းထားပြီးတော့ပြိုင်ပွဲဆုံးမှာသူ5ကိုးသွင်းတယ်ဆိုတော့ဒီနေ့ရာသီမှာ market ratio က5ကိုးသွင်း5ကိုးဖန်တီထားပြီးတော့ ratio ကသူ့ရဲ့ဖုံကိုအကောင်းဆုံးပြသထားသလို farming ကတော့ hansi flit တို့က danny omo ထက်တောင်ပိုအရေးပါတယ်ကစားမတယောက်ဖြစ်ဆက်ရှိသေးဖြစ်ပြီးတော့သူကလည်းတကယ်ကို quality ဒါ hat trick သွင်းသွားတယ် farming lopez ဆိုရင်အခုလက်ရှိ ဘာဆိုနာအတွက်တကယ်ကိုအားကိုးရတဲ့ကစားမဖြစ်ပြီးတော့ဒါအခုလက်ရှိမှာဘာဆိုနာကပါရစ်စိန့်ဂျာမိန်ကိုအိမ်ကွဲမှာရှုံးသွားပြီးတဲ့နောက်ပိုင်းမှာချက်ချင်းပဲ response လုပ်လာခဲ့တယ်။ Olympia goal point တော့ view ကကြည့်ရင်ဒါတကယ်ကိုကန်ဆိုးတာ Rushford ရဲ့ penalty ဆိုရင်လည်းအမှန်တမ်းပြောရင်ဂိုးသမားက တားတာမဟုတ်ဘူးဒါပေမဲ့ rushow ရဲ့ follow through ကသူ့ကိုထိသွားတဲ့အခါသူကတားလို့ဖြစ်သွားတဲ့အချိန်မှာ penalty ပေးခဲ့ရတာရဲ့ထုတ်ခံရတာကတော့တော်တော်လေးတော့နစ်နာတယ်ဒါအိုလကိုအိုလံပီယာကကတော့ဒါပထမဟုတ်ပြီးခဲ့တဲ့ပွဲတော့ကလည်း emery မှာ arsenal ကိုရှုံးပြီးတဲ့အတွက်ကြောင့်အခု forest pyrian ဆိုရင်သူ့အသိနဲ့အကုန်ကန်ဆိုးနေတာတော့ဒါ forest pyrian က forest ကလည်းနီးပြနှစ်ယောက်ပြောင်းတဲ့အချိန်မှာအခုအိုလံပီယာကကလည်း champion league မှာ ဘက်တူဘက်နှစ်ပွဲဆက်ရှုံးတယ်ဘာစလိုနာကတော့ချန်ပီယံလိမှာဟန်စီဖလစ်နဲ့အတူဒါပုံစံကောင်းကိုပြသစေဖြစ်တယ်ဒါတကယ်ဒီဒီနေ့ပွဲမှာတော့တိုက်စစ်အစွမ်းပေါ့လေဒါမာကက်ဆွဲရှုံး၂ဂိုးသွင်းတယ်ဖာမင်းလိုပတ်၃ဂိုးနဲ့ရမားတစ်ဂိုးသွင်းပြီးတော့အိမ်ကွင်းမှာ၆ဂိုးတစ်ခုနဲ့အနိုင်ရရှိခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်